်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကော်မရှင်ဟာရွေးကောက်ပွဲဝေဖန်ရေး post များတွင် like သို့မဟုတ် heart reaction ပေးခြင်းကိုပင်တိမ်ငယ်စိတ်ဖြင့်စိတ်ပေါ်တွတ်တူကဲ့သို့ထိန်းချုပ်ဖမ်းဆီးနေကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အနာသိန်းစစ်တပ်ဟာနိုင်ငံရေးထွက်ပေါက်အဖြစ်ကျင်းပတဲ့အတူရောင်ရွေးကောက်ပွဲကိုဆက်ဆက်တိမခံဖြစ်နေကအမှန်တရားကိုလက်မခံနိုင်ပေ ပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကိုစိတ်ပေါ်သွတ်သူတယောက်ကဲ့သို့လိုက်လံပိတ်ပင်ထိန်းချုပ်နေတယ်လို့တမ္မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်။မကြသေးခင်ကစစ်အုပ်စုဟာသူတို့ရဲ့ရွေးကောက်ပွဲအတုအပေါ်ဝေဖန်တဲ့လူမှုကွန်ရက်စပို့တွေမှာလိုက်ထားမှာမဟုတ်ဟာရီယရှင်ပေးမိယုံနဲ့အမှုပညာရှင်တွေဒါရိုက်တာတွေကိုမတရားဖန်ဆီးကစိုးရွားတဲ့ဖိနှိပ်မှုတွေလှုပ်ဆောင်ခဲ့ကြောင်းတမ္မတ်ကြီးကထောက်ပြခဲ့ပါတယ်။အချိန်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံအထူးနိုင်ငံရေးနဲ့ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီ စတုထကော်မတီရဲ့အစီအစဉ်အမှတ်53သတင်းအချက်အလက်များနှင့်ဆက်လင်းသည့်ကိစ္စရပ်များခေါင်းစဉ်အောက်ကဆွေးနွေးမှုမှာတမ်မတ်ကြီးကအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အကြံဖတ်စေအောင်စုဟာ Facebook နဲ့ Telegram လိုမျိုးပလက်ဖောင်းတွေကိုစောင့်ကြည့်ချင်းချောက်ရေးကရိယာတွေအဖြစ်ကြောင်းလဲအသုံးပြုကာသုံးဆွဲသူတွေကိုစောင့်ကြည့်ခြင်းတက်ချွလှုပ်ရှားသူတွေကိုခြေရာခံခြင်းသူတို့ရဲ့ရာဇဝတ်မှုတွေကိုလိမ်ညာဖုံးပြဖို့နဲ့ဒီမိုကရေစီခုခံတွန်းလှန်မှုတွေကိုပြက်ပြားစေဖို့တရင်အမာဖြန့်ဝေရေးလုပ်ငန်းများကို လှုပ်ဆောင်နေတယ်လို့တမ်မတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်။လွတ်လပ်တဲ့သတင်းမီဒီယာတွေအနေနဲ့ပြည်ပထွက်ပြေးတိမ်းရှောင်ရခြင်းဒါမှမဟုတ်လုံးဝရနာပိတ်သိမ်းရခြင်းတွေဖြစ်ပေါ်နေပြီးပြည်တွင်းမှာရှိနေတဲ့မီဒီယာတချို့ကလည်းတင်းကျပ်တဲ့ထိန်ချုပ်မှုတွေအောက်မှာစစ်အုပ်စုသဘောမတူတဲ့ဘလို့စကလုံးအသုံးနှုန်းကိုမှအသုံးမပြုဖို့တားမြစ်ခံထားရကမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာသတင်းသမားတွေမတရားဖန်ဆီးခံရမှုအဆိုးဝါးဆုံးနိုင်ငံတွေတည်းကတစ်ခုဖြစ်လာကြောင်းတမ်မတ်ကြီးကထည့်သွင်းဆွေးနွေးခဲ့ပါတယ် ဆက်လက်ပြီးအမားများသာကျူးလွန်နေသည့်မြေအောင်လိုင်းကတိုင်းရင်သားများအမြင်မှန်ဖို့လိုအပ်လာဟုပြောလာဆိုတဲ့တဲ့င်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တိုင်းပြည်အာဏာကိုလက်နက်အားကိုဖြင့်မတရားလုယူခဲ့ပြီးပြည်သူများကိုနေစဉ်တပ်ဖြတ်နေသည့်မြေအောင်လိုင်းကတိုင်းရင်သားများအမှန်မြင်ဖို့လိုအပ်ကြောင်းယနေ့နိုဝင်ဘာ9ရက်တွင်ကြားရောက်သည့်နှစ်80ပြည့်ကရင်ပြည်နယ်နေအခမ်းအနားသို့ပေးပို့သည့်တဝန်လွှာ၌ပြောကြားခဲ့ပါတယ်။အဆိုပါတဝင်လွာ၌ကရင်ပြည်နယ်အပါအဝင်ဒေသအချို့၌မတည်ငြိမ်မှုများဖြစ်ပေါ်နေရခြင်းသည်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အချို့ကြောင့်ဖြစ်သည်ဟု မင်းအောင်လိုင်က၎င်း၏လုပ်ရက်ကိုဖုံးကွယ်ပြီးတပါးသူများကိုအပစ်ဖို့ခဲ့သေးပါတယ်။အရင်ကတည်ငြိမ်အေးချမ်းမှုရှိခဲ့ပြီးတိုင်းသားပြည်သူတွေအေးချမ်းလွတ်လပ်စွာသွားလာနေထိုင်ခဲ့တဲ့ကရင်ပြည်နယ်ကဒေသအချို့မှာယခုအခါတည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီးပြည်သူတွေဆင်းရဲဒုက္ခခံစားနေရတာဟာဝမ်းနဲ့ကြွယ်ပဲဖြစ်ပါတယ်။ဒါကြောင့်အမှန်ကိုရှုမြင်ပြီးပြည်နယ်အေးချမ်းတာယာရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုအလေးထားဆောင်ရွက်ဖို့အချိန်အခါဖြစ်ပါတယ်ဟုမင်းအောင်လိုင်ကပြောကြားခဲ့ပါတယ်။ လက်ရှိတိုင်းပြည်အခြေအနေသည်စစ်တပ်အာဏာသိမ်းမှုကြောင့်အဖက်ဖက်ကယိုယွင်းခဲ့ပြီးနေစဉ်တိုက်ပွဲများဖြစ်ပွားကာဖြူသူတန်းနှင့်ချီစစ်ပေးရှောင်နေရမှုသည်စစ်ကော်မရှင်ကြောင့်ဖြစ်သည်ကိုနိုင်ငံတကာကထောက်ပြထားတော့လေရင်းအချက်ကိုမူမင်းအောင်လိုင်းကမသိသလိုနေထိုင်လျက်ရှိပါတယ်စစ်တပ်အာဏာသိမ်းပြီးတော့ကရင်ပြည်နယ်မှာနေစဉ်လေးကြောင်တိုက်ခိုက်မှုတွေအရက်သားတွေကိုပြစ်မှတ်ထားပြီးစစ်တပ်ကလက်နက်ကြီးပြစ်တာကြောင့်ပြည်နယ်မငြိမ်မသက်ဖြစ်ရတာလေသူကြောင့်ဖြစ်ရတာကိုတခြားသူတွေကိုလွှဲချနေတယ် တကယ်အမြင်မှန်ဖို့လိုနေတာမရောက်နိုင်ပဲဟုခရင်ပြည်နယ်အတွင်းရှိတော်လန်ရေးရဲဘော်တို့ကမှတ်ချက်ပြုပါတယ်။ထိုကဲ့သို့မရောက်နိုင်အာဏာသိမ်းမှုကြောင့်ပြည်သူများသည်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများထံမှစစ်ပညာသင်ယူပြီးစစ်အာဏာရှင်ကိုဖြုတ်ချလိုသည့်အတွက်လက်နက်ကိုင်တော်လန်ရေးကိုလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။သူတို့စာအုပ်အစိမ်းကြီး2008ခြေကိုတောင်ချိုးဖောက်ပြီးအာဏာသိမ်းထားတဲ့ကောင်ကအမှန်ကိုရှုမြင်ပါလို့ပြောတာတကယ်ကိုရှိရတယ်။တိုင်းပြည်တစ်ခုလုံးဖယံဖရာဖြစ်အောင်လှုပ်တာသူပဲလေ။တရားခဏ်က ရဲလုတ်ချင်နေတယ်ဟုနိုင်ငံရေးလှိလာသူတအုပ်ကသုံးသပ်ပါတယ်။ထို့ပြင်မင်းအောင်လှိုင်ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆန္ဒမဲပေးပိုင်ခွင့်ရှိသူအလုံးဤအခွင့်အရေးများနှင်နာမှုမရှိစေရနှင့်နီလန့်ချမှန်ကန်မှုရှိသောဂုံတိတ်ခါရှိသောအထွေထွေရွေးကောက်ပွဲတရက်ဖြစ်စေရအတွက်လူတအူးချင်းစီလူမှုစီးပွားတိုးတက်ရေးကိုဆောင်ရွက်နိုင်ရန် ်သက်ဆိုင်ရာတိုင်းဒေသကြီးပြည်내အလိုက်သက်ဆိုင်ရာဝင်ကြီးဌာနများအလိုက်ရည်မှန်းချက်များချမှတ်ပြီးအောင်မြင်အောင်ဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်တဲ့ရှင်ပြင်းစစ်ကော်မရှင်ကနိုင်ငံနှင့်လူမျိုးအပေါ်ကြာရောက်မည့်အခက်အခဲအကျက်တဲစိန်ခေါ်မှုများကိုဒိုင်းသားများနှင့်ပူးပေါင်းပြီးရင်ဆိုင်ကျော်လွှားမည်ဟုဝါဒဖြန့်စည်းရုံးမှုကိုလည်းမင်းအောင်လိုင်ကပြောကြားခဲ့ပါသည် မင်းအောင်လှိုင်တဝင်းလွာ၌အတူရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုနိုင်ငံတကာနှင့်ပြည်တွင်းဝေဖန်မှုများကိုလစ်လျူရှုပြီးပြည်ပခဖြစ်ပွားနေမှုများအားတိုင်းဒေသနဲ့ကိုင်အဖွဲ့များထံလွှဲခြားသည့်စကားများကိုပြောကြားမှုများပြုလုပ်ခဲ့ပါသည်ဆက်လက်ပြီးမင်းအောင်လှိုင်စစ်အုပ်စုရဲ့ပြည်သူ့အပေါ်အကြမ်းဖက်လုပ်ရက်နှင့်စစ်ရာဇဝတ်မှုတွေအတွက်လက်တုံ့ပြန်မယ်လို့အေအေပြောခွင့်ရဥခိုင်ဒုက္ခပြောတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်ပြည်သူ့အပေါ်မှာကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေအတွက် တို့အကြမ်းဖက်စစ်ကောင်စီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ကျွန်တော်တို့ ULAAA အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့အတွက်ကျွန်တော်တို့လိုအပ်တယ်လို့တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရခိုင်ပြည်အတွင်းအယက်သားပြည်သူတွေပေါ်ကျူးလွန်တဲ့စစ်ကောင်မရှင်ရဲ့အကြမ်းဖက်လုပ်ရက်တွေအတွက်တရားမျှတမှုရရှိရင်လက်တုံ့ပြန်သွားမယ်လို့ ARK တက်တော် AA ပြောခွင့်ရသူဦးခိုင်သူခါကပြောပါတယ်။ပြည်သူတွေပေါ်မှာကျူးလွန်တဲ့စစ်ရဇဝတ်မှုတွေအတွက်သူတို့အကြမ်းဖက်စစ်ကောင်စီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ် ကျွန်တော်တို့ ULAA အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ပြည်သူတွေအတွက်တရားမျှတမှုရရှိဖို့အတွက်ကျွန်တော်တို့လိုအပ်တယ်လို့တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်ဟာစစ်မြေပြင်မှာသူတို့ဘက်ကအထူးအခိုက်အခြားဆုံးများလာရင်စစ်မြေပြင်ကအမျိုးအစ်တီတွေနဲ့အပြစ်မဲ့ပြည်သူတွေနေတဲ့နေရာကိုဦးတည်ပုံကျဲတိုက်ခိုက်တပ်ဖြတ်မှုတွေထောက်ချောက်လှုပ်ဆောင်နေတယ်လို့ဦးခိုင်သူခါကပြောပါတယ်။ဒီကနေ့နိုဝင်ဘာလ9ရက်မနက်7:00နာရီခွဲလောက်မှာပုံနာကျွန်းမြို့နယ်အတွင်းအောင်ဖြူပြင်ကျေးရွာနယ် ရိုးတရုတ်ကြီးပါတို့ကိုအကြံဖက်လီတက်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သား9ယောက်သေဆုံးပြီး10ယောက်ထဏ်ရာရရှိခဲ့ပါသေးတယ်။အလားတူဒီကနေ့မနက်7:00နာရီကလည်းစစ်တွေအခြေဆိုင်အကြံဖက်စစ်တပ်ရဲ့344တပ်ရင်းက120မမလက်နက်ကြီးကြီးဖြင့်လှမ်းပစ်လို့ပုံနာကျွမျိုးနဲ့ကွန်းတောင်ရွာသို့ခြေရောက်ပောက်ခွဲခဲ့တဲ့အတွက်ဦးသန်းပေါင်း55နှစ်မှထဏ်ရာရရှိသွားခဲ့ပါတယ်။ဆလပီစစ်တပ်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ပယ်ဖြတ်ခံထားရသည့်ဒေါက်တာတက်တက်ခိုင်က၎င်း၏ပါတီအနိုင်ရပါက နိုင်ငံတကာတရားစွဲခံထားရမှုများကိုတာဝန်ယူဖြေရှင်းပေးမည်ဟုပြောတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အနာသိစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲတွင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP အနိုင်ရပါလျင်နိုင်ငံတကာတရားရုံးများ၌တရားစွဲဆိုထားသည့်အမှုများကိုတာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်းစစ်တပ်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ပယ်ဖျက်ခံထားရသူ PPP ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်ကမဲဆွယ်စည်းရုံးပြောဆိုခဲ့ပါတယ်။ ဒေါက်တာတက်တက်ခိုင်သည်စစ်ကော်မရှင်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ပယ်ဖြတ်ခံထားရသူဖြစ်တော်လဲရမန်နီနိုဝင်ဘာလ6ရက်နေ့ကစစ်ကော်မရှင်ဤဝါရဖြတ်ရုပ်သံများမှတဆင်မဲဆွယ်ဟောပြောမှုများပြုလုပ်ရာတွင်၎င်းတို့ပါတီဤမူဝါဒသဘောထားနှင့်ပတ်သက်၍ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်ပြည်ပခါကြောင့်ထိခိုက်နစ်နာခံရမှုတွေအတွက်အမျိုးသားပြန်လည်သိမျက်ရည်အစီအစဉ်တစ်ရက်ချမှတ်ဆောင်ရွက်ပြီးနိုင်ငံတကာကတရားရုံးတွေမှတစ်ဖက်သက်ဆွဆွဲချက်တွေနဲ့တရားစွဲဆိုထားတဲ့အမှုတွေကိုတာဝန်ယူဖြေရှင်းသွားမှာဖြစ်ပါတယ်ဟု၎င်းကပြောပါတယ် ထို့ပြင်ပါတီမူဝါဒများနှင့်လုပ်ငန်းစဉ်များကိုရက်တရစီမံချက်တနှစ်နဲ့ငါးနှစ်စီမံချက်များအဖြစ်ချမှတ်ထားပြီးလက်ရှိ2025ရွေးကောက်ပွဲကြေညာစာတမ်းမှာအပိုင်းသုံးပိုင်းရှိပြီးပြည်သူလူထုငြိမ်းချမ်းလုံခြုံရေးလည်းပေါ်ဆောင်သွားမည်ဖြစ်ကြောင်းစီယုံပါရယ်အလားတူစစ်ကော်မရှင်လက်အောက်ခံစစ်သားရဲတပ်ဖွဲ့ဝင်များနှင့်နန်းစီဒီယန်များကိုလည်းသက်စွန့်ဆန့်ပြကျူးပန်းတည်ဟုဆိုကာရှာပါစရိတ်တွုံးမြင့်ထောက်ပံ့ပေးရန်ကျွမ်းကျင်မှုနှင့်အတွေ့အကြုံလိုက်ခန်းစားတွင်ယာရူးတို့ခွင့်တို့အားဦးစားပေးဆောင်ရွက်ပေးမည်ဟုဆိုပါရယ် ငြိမ်းချမ်းရေးကိုကာကွယ်စောင့်ရှောက်မဲ့တပ်မတော်အားခိမိစန်းသစ်အင်အားပြည့်ဝစေရေးနှင့်ကောင်းမွန်သောအရက်ဖတ်တပ်ဖတ်ဆက်ဆံရေးတွေတည်ဆောက်ခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်ပါれဟုဒေါက်တာ တသက်ခိုင်ကဆက်လက်ပြောပါရယ်ဒေါက်တာတသက်ခိုင်သည်ငွေကြေးကိစ္စပြဿနာကြောင့်စစ်ကော်မရှင်၏အတုရောင်ရွေးကောက်ပွဲမှအဝင်ပြိုင်ခွင့်ရနာထားခံရသူဖြစ်တော်လဲစစ်ကော်မရှင်၏အကြံဖတ်လုပ်ရများကိုဖုံးကွယ်၍ရင်းတို့အလိုတော်ကျစီးယုံခဲ့ခြင်းဖြစ်ကြောင်းအကဲခဲများကထောက်ပြပါရယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင် အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။